ဒီနေ့ဇူလိုင်2ရက်နေ့အတွက် People's Press ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကရန်ကုန်မြို့တန်လင်းမြို့နယ်မှာဒီမနက်ပိုင်းကဖမ်းဆီးခဲ့တဲ့ဆိုသူတွေဟာစစ်ကောင်စီနဲ့ပူးပေါင်းခဲ့သူတွေဖြစ်တယ်လို့ဒေါ်လာရေးအင်အားစုတွေကပြောပါရယ်။ဒီမနက်ပိုင်းဖမ်းဆီးခံရသူတွေထဲချစ်စင်လင်းဆိုသူပါဝင်ပါရယ်။သူကစစ်ကောင်စီနဲ့မပူးပေါင်းခင်မှာဒေါ်လာရေးရဲဘော်တွေကိုညှဉ်းပန်းနှိပ်စက်ခဲ့ဘူးတလို့ဒေါ်လာရေးရန်ပုံငွေတွေကိုလည်းအလွဲသုံးစားပြုလို့လိမ်လည်သွားသူဖြစ်တယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့ရဲဘော်တအူကပြောပါရယ်ရှင်။ မြန်မာနိုင်ငံသားတွေကိုလူသားချင်းစာနာထောက်ထားပြီးဆက်လက်ကူညီဆောင်ရှောက်ပေးဖို့ထိုင်းနိုင်ငံကို NUG ကမြစ်တာရက်ခံလိုက်ပါတယ်။နောက်ပြီးထိုင်းနိုင်ငံမှာလက်ရှိဖြစ်နေတဲ့နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်လို့မြန်မာနိုင်ငံသားတွေအနေနဲ့ထိုင်းနိုင်ငံသားတွေစုဝေးဆန္ဒပြတဲ့နေရာတွေကိုရှောင်ရှားဖို့နဲ့ထိုင်းနိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်တာမလုပ်ဖို့ NUG ကတိုက်တွန်းထားပါတယ်ရှင်။အရှိတီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်အတွက်မထောက်ခံကြောင်းအာနာသိမြန်မာစစ်ကောင်စီကအသိပေးပြောကြားပါတယ်။ စစ်ကောင်စီကမလေးရှားစီအသိပေးအကြောင်းကြားတဲ့စာထဲမှာ အရှိတီမောဟာမြမပြည်တွင်းရေးကိုပြောင်ပြောင်တင်းတင်းဝဲဆွတ်ဖက်ရင်းအာဆီယံရဲ့အခြေခံမှုကိုချိုးဖောက်နေကြောင်းဒါကြောင့်အရှိတီမောရဲ့အာဆီယံဖွဲ့ဝင်ဖြစ်ခွင့်ကိုအတိအလင်းကန့်ကွက်ရမှာဖြစ်ကြောင်းဖော်ပြထားပါရှင်